Hello အားလုံးပဲမင်္ဂလာပါ United Football Match ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Chelsea နဲ့ပွဲအပြီးမှာပဲဒါ Nottingham Forest ဘက်ကတော့သူတို့နီးပြဖြစ်သူ Postie ကိုဂလူကိုအသင်းကနေပြီးတော့တရားဝင် ထုတ်ပယ်လိုက်ပြီးဖြစ်တယ်ပေါ့နော်အဲရက်လက်တီကစိတ်ပျက်စရာရက်လက်တီဇက်တိုက်ကြုံရအပြီးမှာနီးပြဖြစ်သူ Postie ကိုဂလူကိုထုတ်ပယ်လိုက်ပြီးဆိုပြီးတော့သူတို့သာ statement ထုတ်ပြီးတော့ရှေ့ဆက်ဘာကုမမှန်ပေးဦးမှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကြီးညာတယ်ဆိုတော့ဒါက ပြည်သက်တွေအားလုံးကျွန်တော်တို့တော်တော်များများဆိုသလိုခံမှန်းထားကြတဲ့အရာဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Postigo Glue အနေနဲ့ Norian Forest ကိုရောက်လာကြတဲ့ကတော်တော်ကိုစူးစူးဝါးဝါးရက်လက်တီဂျုံနေရလို့ပါ။နော်တော်တော်ကိုစူးစူးဝါးဝါးရက်လက်တီဂျုံနေရတယ်တော်တော်လေးကျွန်တော်တို့အနေနဲ့တိုင်ပက်ရတယ်အဆင်မပြေတဲ့ရက်လက်တီအများကြီး Norian Forest ကဂျုံရတယ်ဟိုနူနူစန်တိုရဲ့လက်အောက်အရာအလုံးအများကြီးတိုးတက်တဲ့ဘက်ကိုကျွန်တော်မြင်ရရင်ကနေဒီစင်အခုပိုစတီကိုကလူရဲ့လက်အောက်မှာစန့်ကျင်ဘက်တကြီးကျွန်တော်ဖြစ်ကုန်တာဆိုတော့ ဒီနေရာမှာတာဝန်ရှိတဲ့သူကပိုစီကိုဂလူးဆိုတာထက်ပေါ့နော်သူတို့ပိုင်ရှင်ဖြစ်သူကအများကြီးပူပြီးတော့တာဝန်ရှိတယ်ပထမဆုံးအနေနဲ့ပိုစီကိုဂလူးက Norian Forest ရဲ့ manager အဖြစ်နဲ့ပေါ့နော်ဒါ Norian Forest တမိုင်းတလျှောက်မှာပထမဆုံးကင်တွေ့တဲ့ရှစ်ပွဲမှာတပွဲမှမနိုင်တဲ့နီးပြအဖြစ်အာဒါပထမဆုံးဆိုသူတို့မှတ်တမ်းဝင်သွားတယ်အပိုစတီကိုဂရီရဲ့လက်အောက်မှာ Norian Forest ကကျွန်တော်တို့ဒီရှစ်ပွဲကန်နေပေါ့နော်ဒါ6ပွဲရှုံးပြီးတော့2ပွဲတည်ကြီးကြတယ်တပွဲမှန်ကျွန်တော်မနိုင်ဘူးတပွဲမှန်မနိုင်မင်းတွေသူတို့တွေရှုံးနေ ရှုံးပြီးတဲ့အခါကျတော့ဟိုကျွန်တော်တို့တည်ကြတယ်နှစ်ပွဲเนาะတားပြင်ဂိုးတွေကလည်းကျွန်တော်ဇက်တိုက်တွေကျွန်တော်ပြီးရရင်လည်းအခုဆိုလို့ရှိရင်တိုင်ပတ်တယ်ဗောနော်အာဒါပြီးလဲပြီးတော့သူအဆင့်ဆက်ခွန်နေပါရင်တော့ကျွန်တော်တို့ကပြန်ရောက်လာပြီဆိုတော့ဒါနူနိုဆက်တိုစီရဲ့လက်အောက်တုံးကနေဘာမန်ကိုမဆိုင်တဲ့ခြားနားတဲ့ forest အတင်းကိုကျွန်တော်မြင်ရတာကျွန်တော်ခုနကပြောတဲ့ပိုင်ရှင်ကအများကြီးတာဝန်ရှိတယ်ဆိုတော့ကျွန်တော်အလကားမဟုတ်ဘူးပြကျွန်တော် Northern Forest ရဲ့ပိုင်ရှင်ဖြစ်သူကဟိုအရန် emotion တွေဖြစ်တယ်ဗောနော် ကျွန်တော်ကတော့သူသူ့အနေနဲ့ပေါ့နော်သူကိုယ်တိုင်အရာအလုံးကိုဆုံးဖြတ်လိုက်ပြီးတော့ဆုံးဖြတ်နေတယ်ဆိုတာမျိုးထက်သူ့ရဲ့လက်အောက်မှာဒါမှမဟုတ်ဘောလုံးနဲ့ပတ်သက်တဲ့ department တွေကိုဥဆောင်နိုင်မဲ့အတွေ့အကြုံရှိတဲ့သူတွေဘောလုံးနယ်ပယ်ကသူတွေကိုခန့်အပ်တဲ့နေလို့ကျွန်တော်ထင်တယ်အခုလက်ရှိကအရာအလုံးအလုံးဖြစ်နေရင်းကနေပြီးတော့နူနူဆန်တိုစီရဲ့ဘောလုံးကစားဟန်ကိုသဘောမကျလို့ဆိုရင်းနဲ့ပေါ့နော် ချက်ချင်းဆိုလို့ဆန်တိုစီရဲ့ဟိုလက်အောက်မှာကစားနေတဲ့ flow ဆိုပြီးねဘာမှမသက်ဆိုင်တဲ့ ဟိုပို့ဗလဲဟိုချင်းကမှုပုံစံရှိတဲ့နီးပြကိုကျွန်တော်ကောက်ခန့်တယ်ဆိုပြောချင်တာကကျွန်တော်တို့တံပြန်ကောင်းတဲ့နီးပြတယောက်တံပြန်ကိုပဲအားတာတဲ့နီးပြတယောက်ကိုကျွန်တော်တို့ခန့်ရင်ကိုအသိမှမြင်ရမှာဒီတံပြန်ပဲနီးပြတယ်ဆိုတော့သူတို့သိတဲ့အရာသူတို့ခံယူထားတဲ့အရာတွေနဲ့ကျွန်တော်တို့တွားကြတာဆိုတော့လက်ရှိမှာဆိုလို့ရှိရင်အိုပိုစီကိုဂလူရဲ့နော်ကျွန်တော်တို့ဘယ်လိုပြောကစားဟန်ကဟာ expensive ဖြစ်တဲ့ football ပုံစံဖြစ်တဲ့အတွက်ငါတော့ဟေးငါအတင်းမှာဒီလိုမျိုးကစားဟန်ကိုမြင်ကျင်နေဆိုပြီးတော့ကျွန်တော်တို့ဒါအတင်းတောင်ရှိပြီးရက်ကခန့်တယ် ပြဿနာကနောက်ဆက်တွဲတွေကိုသူမစဉ်းစားမနဲ့ခန့်လိုက်တဲ့အနေအထားမျိုးအခုဆိုကျွန်တော်တို့ကြည့်ပါ Nordian Forest ဒီတန်းရာချီတုံးပြီးတော့ကျွန်တော်အသင်းကိုပြင်ဆင်ထားတာပြင်ဆင်ထားရင်းနဲ့အဲ့ဒီကစားမိုင်းနဲ့ imminent အဆင်ပြေနိုင်မယ့်နည်းပြကိုခန့်တယ်ခန့်တဲ့အနေအထားမျိုးမှာရက်လက်တွေပါတွေကို Nordian Forest ကအရင်ဆုံးဥဆောင်ဖို့ရကြိုးပမ်းနေကြိုးပမ်းပြီးတဲ့နောက်ပိုင်းမှာသူတို့တွေကောင်တာအထက်ပြေးသွားတယ်အသင်းကခန်းစစ်ကိုပိတ်ချပလိုက်တယ်နူနိုဆက်တိုးစ်ရဲ့လက်အောက်မှာခန်းစစ်ကအများကြီးချီနီကောင်းလာပြီးတော့ကောင်တာအထက်ပြေးပါတွေကိုစတင်တာအရန်ကောင်းတဲ့ ဒီဘယ်လိုပြောမလဲ gibs wise တို့လူကစားမားတွေပြီးလို့ရှင်တောင်ပန်ကလည်း elan ga တို့ဟလာနော်အဲ့တုန်းကပေါ့နော်ပြီးရင် u drive တို့လူမျိုး counter attack အရင်ကောင်းတဲ့ကစားမားတွေပြီးရင်လုံးဝ finishing ဘိုင်းမှာဆိုလို့ရှင် old school striker လူမျိုး chris wood တို့ ਨੇ အမှန်ကန်ရလက်တီရအောင်ပုံပေါ်ထားပြတာဆိုတော့အခုလက်ရှိဒီ positive glue လက်အောင်မှာကျွန်တော်အဲ့လိုမဟုတ်တော့ positive glue ဒီအဲ့ရအဲ့ဒီအရာအလုံးနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပုံစံမျိုးနဲ့သွားတော့လက်ရှိနူနူဆန်တို့လက်အောင်မှာတောက်ပါခဲ့တဲ့ကစားမားအများစုနဲ့သူ့ရဲ့ ideology နဲ့ကဆန့်ကျင်ဘက်တွေဖြစ်နေနေတဲ့ ဘာမှအလုပ်မဖြစ်ဘူးကျွန်တော်ဖြစ်ကုန်တာဒါတွေကကျွန်တော်ပိုစီကိုဂရုက adapt မလုပ်နိုင်တာဘာညာပြောကောင်းပြောကြလိမ့်မယ်မှန်ပါတယ်ပိုစီကိုဂရုအနေနဲ့လည်းလက်တွေ့ဆန်တဲ့ပုံစံဘက်ကိုသွားသင့်တယ်တိုးတော်လည်းပဲသူအဲ့ဒီပိုစီကိုဂရုကသူ့ရဲ့ idea သူ့ရဲ့အခြေအနေနဲ့သူကလာမှာဒါကိုပိုင်ရှင်တွေကတည်ပြီးသားပိုင်ရှင်တွေကဒီလိုရလို့ဒီနိဗ္ဗာန်ကိုသူကခန့်ကျင်တာပြဿနာကဒီနိဗ္ဗာန်ကိုအချိန်မပေးနိုင်ဘဲနေတော့ခန့်လို့မဖြစ်ဘူးလေဗျာအခုနိဗ္ဗာန်ကိုခန့်တဲ့ပုံစံကိုကျွန်တော်ကြည့်ကြည့်လိုက်ဘာဖြစ်နေတယ်လဲနိဗ္ဗာန်တရားကိုကျွန်တော်ခန့်နေဂျားကာလာကြီးမှာ နော်ရာဒီယိုခြေလမ်းပွဲစဉ်တွေလည်းပြင်ဆင်ခွင့်မရှိဘူးသူနဲ့အဆင်ပြေတဲ့ကစားမိုက်လည်းကျွန်တော်ပြောင်းဝေးနိုင်ခွင့်မရှိဘူးပြင်ဆင်ချိန်ဘာမှမရှိဘဲနဲ့နှစ်ပွဲသုံးပွဲလောက်အပြီးမှာနူနူဆန်တိုးစ်ကိုထုတ်ပြီးတော့ဒီနည်းပြကိုချက်ချင်းခန့်နေအခုကျွန်တော်ရှစ်ပွဲကံပြီးမှတန်းထုတ်ပလိုက်တယ်ရာလာတီကတော့စိတ်ပြည့်စရာတွေပဲသို့သော်ဒီစိတ်ပြည့်စရာစီဆိုတဲ့နောက်ွယ်မှာပိုစတီကိုဂရုမှာပဲတာဝန်ရှိနေတာကျွန်တော်မဟုတ်ဘူးအကယ်လို့နောက်ထပ်ပေါ့နော်ဟိုထားပါတော့ဒီ forest manager ပိုင်ရှင်ကထပ်ပြီးတော့နောက်တစ်ယောက်ခန့်တာကလည်း လက်ရှိကစားမိုင်းနဲ့အများကြီးဆန့်ကျင်တဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုလို့ရှင်အချိန်ပေးနိုင်ရင်တော့ပြောင်းလဲလို့ရအောင်ရအောင်ရနိုင်မယ်အချိန်မပေးနိုင်ဘူးဆိုရင်တော့ဘာမှပြောင်းလဲလို့ကျွန်တော်ရမှာမဟုတ်ဘူးအဲ့တော့ Northern Forest နေနဲ့ကျွန်တော်လက်ရှိမှာ Northern ဒီနီးပြကိုထုတ်ပယ်လိုက်ပြီဆိုတော့အတင်းတောင်းရှိသူတွေရဲ့ဘက်ကလုံးဝ smart ဖြစ်တဲ့ဆုံးဖြတ်ချက်တွေမချရင် emotion ရန်ဖြစ်တဲ့ဆုံးဖြတ်ချက်တွေခြာနှုတ်နေတယ်ဆိုလို့ရှင် Forest ဟာရှေ့ဆက်ပြီးတော့တိုင်ပက်ရအောင်မယ်ကျွန်တော်ရှိမှာ ဆိုတော့ Nottingham Forest ကတော့ Chelsea ကိုအိမ်မွေးမှာ3ဂိုးကိုမရှိနဲ့ရှုံးနေအပြီးရှစ်ပွဲကစားပြီးထားတဲ့အနေအထားမှာ6ပွဲရှုံး2ပွဲတည်းရချအပြီးမှာစိတ်ပြက်စရာရလက်တွေဇက်တက်ရခဲ့တယ်ဆိုတဲ့ကျွန်တော်ဒီအကြောင်းပြချင်းနဲ့ဒီပြပြတဲ့ positive ကိုအခုလိုထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်ဆိုတော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ရောမီကရိုဘယ်လိုမြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်